လေးရှားနိုင်ငံကွာလာလံပူးမြို့အမ်ပန်ရှိနေမှပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေတဲ့ဒေါ်သူဇာမောင်တို့မိသားစုကိုနှစ်နှစ်ကျော်ကြာမှအောက်တိုဘာ18ရက်နေ့မှာဖမ်းဆီးထားကြောင်းစစ်ကောင်မရှင်ကသတင်းထုတ်ပြန်ထားပါရယ်ဒေါ်သူဇာမောင်ဟာမလေးရှားနိုင်ငံခြေဆိုင်မြန်မာမွတ်စလင်ရက်ဖျူဂျီအဖွဲ့အစည်းကိုတီထောင်သူဖြစ်တယ်လို့မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ရဲစစ်သားနဲ့စီဗီယံပြုတ်လုပ်ပြီးမလေးရှားရောက်ရှိလာသူတွေကို တရားဝင်နေထိုင်ခွင့်ဒုက္ခသည် UN ကရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ပေးသူလည်းဖြစ်ပါတယ်။ဒါ့အပြင်ဒေါ်သူစာမောင်ဟာမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ဝင်းကြီးတချို့နဲ့ယင်းနှီးသူဖြစ်ပြီးမျိုးဥတော်လည်းရေးမှလည်းရမုံငွေရှာဖွေပေးတာတွေကြောင့်မြေသားမျိုးနယ်တရားရုံးမှာအကြမ်းဖက်ပုံမှန်52ကကြီးမြင်းဆောင်ရာဇဝတ်ကျင့်ထုံဥပဒေပုံမှန်9တင်းနှစ်နဲ့2023ခုနှစ်မှာတရားစွဲဆိုထားပါတယ်။ ်လောသူဇာမောင်တို့မိသားစုကိုလွန်ခဲ့တဲ့2023ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာ၎င်းတို့နေထိုင်တဲ့နေမှာအမည်မသိမျိုးသားတစုကပြန်ပေးဆွဲခဲ့တာဖြစ်ပြီးအဲ့ဒီပြန်ပေးဆွဲသူတွေဟာစစ်ကောင်မရှင်ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့မလေးရှားခြေဆိုင်မြန်မာအဖွဲ့အစည်းစီကသိရပါဗျ။မလေးရှားကသူ့နေအိမ်ကနေပြန်ပေးဆွဲသွားတာပါမြန်မာပြည်ထဲကိုပြန်ဝင်တာမျိုးလုံးဝမဟုတ်ဘူးစစ်ကောင်မရှင်ကပြန်ပေးဆွဲတာလို့ပဲမြင်နေတယ် တက်သေးတိကြတော့မပြနိုင်မိမဲ့ကောက်ချက်ချလို့ရတဲ့အချက်လက်တချို့တော့ရှိပါတယ်လို့မြန်မာ FA Alliance ကဥဆိုးထက်သိန်းက ARD Times ကိုပြောပါရယ်ဒေါ်သူစာမောင်တို့မိသားစု ပြန်ပေးဆွဲခံရမှုမတိုင်ခင်တပတ်ကျော်ကလေးကမောင်ဝမ်းကွဲတူလည်းပြန်ပေးဆွဲခံရတယ်လို့၎င်းကဆက်လက်ပြောပါရယ်မလေးရှားရောက်မြန်မာຫນွေဦးတော်လည်ရေးမှပါဝင်လှုပ်ရှားသူတချို့ကဒေါ်သူစာမောင်ဟာစီရီယံဝန်ထမ်းနဲ့တော်လိုင်းကမ်ပိန်းရမုံငွေရှုပ်ရှင်းကိစ္စကြောင့် မြမပြည်ကိုတရားဝင်နှမ်းကြောင်းကနေခိုးဝင်နေထိုင်ပြီးမှစစ်ကောင်မရှင်ရဲ့ဖမ်းဆီးခံရတာဖြစ်တယ်လို့ဆွဆဲထားသူတွေလည်းရှိနေပါတယ်။ဒေါ်သူစာမောင်က NUG ရဲ့အလို့သမားဝင်ကြီးနဲ့အကောင့်ထဲပေါ်ဖို့လုပ်တဲ့လုပ်ငန်းတွေရှိတယ်။အသေးစိတ်ကိုမပြောပြတော့ဘူး။အဲ့ဒီမှာမြမရေးစီကမမကြီးယူရာတွေရှိတယ်။နောက်ပြီးတော့လည်း PDF campaign လုပ်တဲ့မြမရေးတွန်လိုင်းအစဆိုတော့အတော်လေးပါဝင်ကြတယ်။ CDM တွေလည်း UN ကတ်တွေဆောင်ရွက်ပေးမယ်ဆိုပြီးငွေချင်းယူထားတာလည်းမနေဘူး။ ငွေများကြီးရထားတဲ့အဲ့ဒီငွေကိုယူပြီးခြေရဖျောက်ပြီးမြမပြီးဘက်ခိုးဝင်သွားတာမြမပြီးရောက်မှဖမ်းခံရတာဒါပေမဲ့ဆကဆကခုမှထုတ်ပြန်ရတာလည်းမစင်းစားတတ်ဘူးလို့မလေးရှားရောက်လူတော်လိုင်းလှူရှားသူတူက AR Times ကိုပြောပါရယ်ဒေါ်သူစာမောင်ပြန်ပေးဆွဲခံရတာဟာဘဲပွဲစည်းဖြစ်တာကိုမသိရှိရပေမဲ့စေကောမရှင်နဲ့ပတ်သက်ပါဝင်နိုင်တယ်လို့နောက်ထပ်မလေးရှားခြေဆိုင်မြမအဖွဲ့စည်းတစ်ခုကတာဝန်ရှိသူတူကလည်းသုံးသပ်ထားပါရယ် သူတို့မိသားစုကိုတော့ကားနှစ်စီးနဲ့ခေါ်သွားတာအမှန်နဲ့ဘသူဘဲဝါဆိုတာမသိဘူးစကားစားဘက်ကလူတွေဖြစ်မယ်စကားစားကလာဖန်းတာဖြစ်မယ်ခေါ်သွားတာလည်းအောက်လန်းပဲဖြစ်မယ်အပေါ်လန်းဆိုရင်လာဝကကဖြတ်ရမှာမလွယ်ဘူးလာဝကမှာနာမည်ရှာတာမရှိဘူးမဟုတ်ရင်စစ်သည်မောနဲ့ဖြစ်မယ်လို့မြမအဖွဲ့စည်းတခုကတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်ပြန်ပေးဆွဲခံရပြီးနောက်ဒေါ်သူစာမောင်ဟာမြမပြည်မှာရှိနေတာဟာမှန်ကန်ပြီး ၎င်းဟာစစ်ကြောရေးမှတည်ဆုံကြောင်းသတင်းတွေထွက်ပေါ်နေသလိုစစ်ကောင်မရှင်နေနဲ့လည်းနှစ်နှစ်ကြာမှထုတ်ပြန်တဲ့အတွက်စဉ်းစားစရာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါရယ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်ရေးဖွဲ့ HRW ရဲ့ထုတ်ပြန်ချက်မှာတော့မြန်မာဒုက္ခသည်ရေတက်ကြွလှရှားသူတို့သူစာမောင်နဲ့မိသားစုမှာပြန်ပြီးဆွဲခံခဲ့ရတယ်လို့ထုတ်ပြန်ထားသလိုကွာလာလမ်ပူးမြို့အမ်ပန်ရက်စကတ်မှာလည်းလူပြောင်းအမှုဖွင့်ထားတယ်လို့သိရပါရယ်